ော်ကျွန်တော်တို့ဘက်ထရီနဲ့အင်ဗက်တာကိုနဲ့ဒါလောက်လုံးနေတာပေါ့နော်ဒါတော့ဘယ်လိုပိတ်နေလဲတော့ကျွန်တော်အကြောင်းပြုံနေတာဒါမှမဟုတ်အပြင်ခီးသွားတာဆိုပိတ်နေဆိုရင်ကျွန်တော်တို့ကဒါက EPC ကိုဝင် EPC ကိုပေါင်းလေးပေါင်းထွက်သွားလို့ဆိုရင်ကျွန်တော်က EPC ကိုဥစားပိတ်ချလိုက်အောင်နော်ပိတ်ချလိုက်အဲ့ဒီ EPC ဝင်မှာရှိရအောင်။ဒါကဘယ်တော့တော့ထွက်နေတယ်။ဘာကြောင့်ထွက်နေလဲဆိုတော့ဘက်ထရီကကျွန်တော်တို့ချိုင်းနာလို့ဒီကတော့ထွက်နေတယ်။ တော့ inverter ကိုပိတ်မယ်ဒီ clock ကိုပိတ်ရအောင်ပိတ်တဲ့အချိန်မှာဒီမှာ on ကနေ off ဖြစ်သွားတယ် off ဖြစ်သွားပြီ off ဖြစ်သွားပြီးတော့ကျွန်တော် screen ကိုပိတ်သွားတဲ့ဒီခဏစောင့်ပါเนาะအဲ့တော့ screen ပိတ်သွားတယ်နော်ဘက်ထရီကတော့သူက နားနေတော့မယ်ကျွန်တော်တို့ဒီ breaker ချလိုက်ရင် battery နဲ့ inverter နဲ့အဆက်အသွယ်ပြတ်သွားပါမယ်ဒီပေါက်ရဲ့အောက်နားမှာ battery ပိတ်ဖို့ခလုံလေးရှိပါတယ်အဲကလေးကလာပြီးတော့ဘက်ထရီကိုလေကူပိတ်လို့မရအောင်ရဘာကွင်းလေးနဲ့ကပေးထားတာဖြစ်ပါတယ်အဲဒီပေါက်ရမှာခလုတ်လေးရှိတယ်အဲခလုတ်က on နေထားဖြစ်ပါတယ် ် iCloud ကိုဘယ်ဘက်ကိုဖိပြီးပိတ်လိုက်ပါမယ်အဲ့ဒီပိတ်လိုက်တဲ့အခါဘက်တရီကလုံးဝပိတ်သွားပါပြီကျွန်တော်ဒီ break ကဆောင်းတောင်းတော့တင်ချမလို့ပေါ့နော်ဒီကောင်မောင်းမောင်းတာမောင်းတာတော့လာတင်ချမလို့ဘာပိတ်တာပေါ့နော်ဒါတော့ဖွင့်ရပါ အဲတော့ဆက်ကလုံးဝပိတ်သွားတဲ့နေထားရောက်တော့ဆက်ကလုံးဝပိတ်တယ်နေထားရောက်ကျွန်တော်ပြန်ဖွင့်တယ်ဆိုတော့ဒီတော့မှာကောက်လေးတစ်ခုရှိတယ်မောင်းတော့ကောက်လေးကပုံပေါ်ပေါ်နော်ကောက်လေးတစ်ခုရှိတယ်ဆက်ဖွင့်ရတော့ပြန်ဖွင့်လိုက်ကနလေးရှင်စက္ကန့်လေးအောင်စက္ကန့်လေးအောင် ဲတော့မင်းဘယ်ကနေစောက်ဖက်လဲဆိုတော့ဒီမှာလာနေခွန်းအော့ဖ်ပါနေပေါ်လာနိုင်မယ် ားပြီပုံအားပြီဆိုရင်ကျွန်တော်ဒီဘက်ကိုဆက်ကြည့်နာဆောင်ပါတော့နော်တော့ချက်ချင်းကမလာဘူးပြပြချင်းဒီဘက်ကလာတော့ထွေးချင်းနဲ့ဒီစိတ်ကပ်ကိုယူလာတော့ 反正要炸。这个啊。 စစ်ကပေါ်ရပါတော့ပေါ်သွားတာအဲ့ဒီအင်ဗတာထွက်ထွက်သွားပြီပေါ့နော်အဲ့တော့ EBC ကိုပရိကပြန်တင်တယ်အဲ့ EBC ကိုပရိကတော့စက္ကန့်60 60စက္ကန့်လောက်ဆောင်းတာအဲ့တော့ဆိုရင် EBC ဒါအဝင်ဒါက EBC ဒီဘက်ကထွက်ပေါ့နော်ပရိကအင်ဗတာထွက်တာ EBC အဝင်ပေါ့နော် ဒီ inverter ကိုအထွက်ကိုပဲပိတ်ချင်တယ်ဒီကောင်ပိတ်တာလေ။အဲတော့ inverter အထွက်ပဲပိတ်ပါတော့ inverter လုံးဝမပိတ်ပါဘူး။ဘာကြည့်လုံးဝမပိတ်ပါဘူး။အဲ့လိုနည်းနဲ့ပိတ်ဖွင့်လို့လုပ်ရတယ်နော်။